အရှင်ကျမကတော့ချချိုဆက်မှာ DPPO မြေတန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဗမော်မျိုးသိတိုက်ပွဲဆယ်လကျော်ကြာမြင့်လာပြီးနှစ်ဖက်အပြန်လှန်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မျိုးသိတိုက်ပွဲမှာနှစ်ဖက်အပြန်လှန်စစ်ကြောင်းထိုးနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ KYA ရှီတန်သင်းရင်းမြစ်ကပြောပါတယ်။ဗမော်မှာကြင်ကြီးနဲ့စကောင်ဖီလေးပဲဖြစ်နေတာသူတို့ así con cierta niña ya aunque en realidad esta niña ya si está acá tipo la solución sin tipo copia que en el juego con todo turismo que ya poco ni eh yo no ya ni a pena solución sin tipo tu ganía o yo no ten ya o quizá y me o chale y me y o culto lo yo no te campa la nale hasta acá te nada lo está haciendo que အတူတူဘကိုတာပြီမထူးထူးနေတယ်အတူတူကျွန်တော်ဒီကမ္ဘာလန်ထရာတစ်ပတ် ော်အမကလီကတော့သူထူလာပြီဆိုရင်ဒီဘီယံကွန်ပမရှိလို့တန်ထူအမွေဝင်လုံးနေရသူကဒီပဲဆန်ထူကျွန်တော်ကဘယ်ဆန်ထူလဲသူကဘယ်ဆန်ထူလို့ဆိုရင်ကျွန်တော်ကဒီပဲဆန်ထူအမျိုးစစ်တဆာနေရပါရဲ့ခုလုံးလုံးဆယ်ရတော့ဒီပေါ်လေးကိုမှတပ်ပြင်းနေအနီကတော့ပွဲပွဲပမောတိုက်ပွဲဟာမြေပြင်တိုက်ပွဲမှာစစ်တပ်နေရာတမကမြို့တွင်းမြို့ပြင်နေရာတည်တည်မှာစစ်မျက်နှာပြင်အများပြားနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ် စစ်တပ်ဘက်ကလည်း KNY ပူပေါင်းတပ်တွေနေရာယူချတဲ့ဘက်ကိုစစ်ကြောင်း၃ကြောင်းခန့်နဲ့စစ်မျက်နှာပြင်ဖွင့်စစ်ကြောင်းတိုးတက်ခိုက်နေတဲ့အပြင်လေကြောင်းကနေလည်းနေတိုင်းလာရောက်ပုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ KNY ရှိတန်းတည်ရင်မြစ်ကပြောပါတယ်အခုဒီကျွန်တော်ကောကံပေါ်မှာပါအင်းပါမှမချနိုးရတော့ကောင်းနေမရှိလို့ကောင်းနေအဲ့တော့ဦးနေလာချလိုက်ချက်ဖိုက်တာနဲ့လာချလိုက်နေတဲ့ပါမှမချနိုးစနေပမောမှာပြီးခဲ့တဲ့ဇူလိုင်လနဲ့အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်ရဲ့စစ်ရခတင်စစ်တမော့အစည်း20ကျော်ဝင်ရောက်သွားပြီးတဲ့နောက်အခုလထဲမှာပဲစစ်တပ်ကထိုးစစ်ဆင်တိုက်ပွဲပေါ်ဆောင်နေတာဖြစ်ပါတယ်။2025နစံပိုင်းအတွင်းကျန်ရင်တင်ပိုက်လိုက်တဲ့တင်ကားတက်အမှန်ငါးတုံညာတစ်လေးနဲ့ခလာရ136တက်ရင်တစ်ခုအပါနေရာတချို့ကိုစတင်မာလအတွင်းမှာပဲလက်လွတ်လိုက်ရတာပါစီယူအတွက်အရေးပါတဲ့တက်နေရာတချို့ကိုကျန်ရင်လက်လွတ်လိုက်ရပြီမဲ့စစ်တောင်းဝင်လာတဲ့လမ်းကြောင်းနေရာတွေကိုပိတ်ဆို့ပြီးခုခံတိုက်ခိုက်တဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒါကင်းသက်စခန်းတချို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်စက်တမ29နဲ့30ရက်နေ့တွေမှာစစ်ကော်မရှင်တပ်ရဲ့စစ်လက်နက်တပ်စုဆဆနာ641ကကင်းစခန်းနဲ့တုံးမိုင်ကြီးရွာမှာရှိတဲ့ကကင်းစခန်းတို့ကိုကင်းအီပူပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်ကချင်လူလက်ရေးစစ်မတော်ကင်းအီပူပေါင်းတပ်တွေရဲ့ဗမော်ထိုးစစ်ဟာအောက်တိုဘာ4ရက်နေ့ကဆယ်လာပြည့်ခဲ့ပြီဖြစ်ပါတယ်ကချင်ပြည်နယ်ချမ်းမှာဗမော်တိုက်ပွဲအပြင်စစ်တပ်ကလက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းနေတာကြောင့် ခေါလံဖူးလန်ဆယ်ဒီတာနဲ့ကဘာကျော်ကျောက်စိန်ထွက်ရှိရာ ဖက်ကန်ဒီတာတွေမှာလည်းတိုက်ပွဲပေါ်ဆောင်နေပါတယ်ဂျမဟန်နာပါ စကိုင်းတိုင်းထက်ပိုင်းကတော်လှန်ရေးတပ်ဖွဲ့တွေတိတ်ပါရရှိထားတဲ့ဗမော်မျိုးပတ်ဝန်းကျင်ကို SNA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေကအင်အားစုစည်းပြီးပြန်လည်ထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။အော်တိုဘလာ၄ရက်ကစတင်ပြီး Homeland Bank ချမ်းကနေတဆင့်စစ်အင်အားတွေဖြစ်တင်ပြီးတော့ထိုးစစ်ဆင်လာတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တယောက်ကနေသိရပါဗျ။ SNA ကစစ်ကောင်စီတပ်မ33တပ်တွေနဲ့အတူဗမော်မျိုးနယ်အနောက်ချမ်းကနေအင်အားစုစည်းပြီးထိုးစစ်ဆင်လာတာဖြစ်ပြီးမြို့နယ်၅မိုင်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေ ဖြစ်ပွားနေတာပါဗမာမျိုးပတ်ဝန်းကျင်မှာတပ်ပွဲဖြစ်ပွားနေတာနှစ်ရက်ဆက်တိုက်ရှိနေပြီးတော့လက်နက်ကြီးတန်းတွေလည်းကြားနေရသလိုစစ်ကောင်စီဘက်ကလေကြောင်းနဲ့လည်းတက်ခိုင်းနေပါတယ်။အော်တိုဘားလ12ရက်နေ့နေ့လယ်ပိုင်းမှာလည်းစစ်ကော်မရှင်လေတပ်ကလေကြောင်းကနေဘုံလေးလုံးကျဲချတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်ဗမာမျိုးပတ်ဝန်းကျင်ကစက်တော်နာယက်ကခမိုးစတဲ့ခြေရွာကပြည်သူတွေလည်းဘေးလွတ်ရာခြေရွာတွေကိုတိမ်းရှောင်နေထိုင်နေရတယ်လို့သိရပါတယ်ရှင်။ အာနာရှင်စနစ်ဆန့်ကျင်ရေးစစ်ကောင်စီရဲ့ရွေးကောက်ပွဲတက်ဖြတ်ရေး No Vote Just Trap လူလူလှုပ်ရှားမှုတစ်ခုကိုမန္တလေးမြို့တွင် လူစီကားရာနေရာတွေမှာပြုလုပ်ခဲ့ကြောင်းသိရပါဗျာ။ No Vote Just Trap မဲပေးနဲ့ထောင်ချောက်စာရန်ပါအင်ဂျီကိုဝတ်ဆင်ပြီးမန္တလေးရဲ့အထင်ကရနေရာတွေမှာလက်သုံးချောင်းထောင်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလူတို့လှုပ်ရှားမှုကိုတော့စစ်ကောင်ဆောင်မန္တလေးကိုရောက်နေချိန်မှာပဲမန္တလေးမြို့ဖျားကြီးမန္တလေးတောင်တော်ချင်းသိကြီးနှကောင်ဈေးချိုတော်နိုင်စဉ်ကျုံပေစီပင်ရုံးရှိဖျားပွဲကင်းနဲ့အထင်ကရလက်မကြီးတွေမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်ပါရှင်